လူကြားတယ်မဟုတ်ဘူးကိုเจ้าဝါကိုဆိုရတော့ကိုနေနေနှလုံးနေတာပဲလို့ဆိုရတဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နေရင်ကဆရာကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့အာမြို့သမီးကလည်းကရုံးဒီလရှင်အဲ့ဒါဘာလဲဒီလရှင်တန်ငါးစနီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည်လိုက်ရင်ဒီလရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမ ဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘိန်းတို့ပြေးတဲ့ဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကသူတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလိုရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေဒကာတော်မတွေ ိုလေဝသတွေခေါင်းပြီးတော့ญาတိဥဒုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှဲ့မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းအိုးတို့မှလှဲ့မကြည့်ပဲနဲ့ဗာဒီဝဏိဒိက္ခဗုဒ္ဓေလိုက်နာစရာလိုသေးလေတို့တို့မျက်နှာကြည့်နေစရာမလိုဘူးတို့ကတို့ရှာသားနေရတာတို့ကတို့နေခြင်းနဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်အောင်ပြုခြင်းတောင်းမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲပေးတတ်ရဲ့သင်္ကန်းဟာခဏခဏပတ်တင်ရခဏခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှာဒီသင်္ကန်းတွေကလက်သန်းလောက်လက်မလောက်သင်္ကန်းစားလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့ ်လက်ဘင်းထဲမှာခြိထားမယ်နားထဲမှာပန်းထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကို လိန်ခသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကျန်သေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝတ်ထားမယ်သင်္ကန်းစာလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှာတော့မှပြေးသားရေအဲ့ဒီအချိန်မှတော့မှတန်ခတ်တာဒီမှလို့ တန်ခါခုံကိုယင်မှမိတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခါခုံကိုအာယုံပြုတယ်ဘာကုံကိုအာယုံပြုအဲပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ချင်းညိုစရာတခွာမှမရှိတော့အိမ်တော်ပြုတယ်တောင်းဝေးတယ်အเจ้าမှာပခက်တွေနဲ့ခလေးတွေနဲ့စူညံပွဲနဲ့ဘုန်းကြီးကခလေးထိပ်ပခက်တွေဒီလိုလှုပ်ရဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့တာနာနာကွယ်တဲ့အခါကျတော့ ဒါပေမဲ့လို့နားထဲမှာလည်းဘင်းထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစားလေးရှိနေသေးတယ်။အေးအဲ့ဒီသင်္ကန်းစားဟာလည်းပဲလဲလုံရင်းရလုံရင်းနဲ့တော်တဲ့တောင်းတဲ့သွားရင်းနဲ့ကလေးထင်းရင်းနဲ့ဘယ်နားမှာပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိန်ခသာသနာကွယ်သွားပြီ။ ပါသာရဏာလိင်္ဂဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏိအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိင်္ဂသာရဏာကွယ်သွားပြီနောက်သာရဏာကွယ်မှာကဓာတုသာရဏာပါသာရဏာဓာတုသာရဏာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုးကုတ်တင်နာယုံမှာ ဝေဒာဓာတ်တော်တွေဓာတ်တော်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအတော်ကမင်းကြီးတို့ဘုရားဓာတ်တော်တဲ့ထေကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဝန်ကြီးတို့အခုဆွေတော်ကုန်းတို့ရှင်မော်တော်တို့တိုက်ထီယိုးတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြုတ်ကြပြည့်စည် ဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်အကူစာဝနေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားရှင်သင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တည်ထားကိုယ်ခွဲအပ်တဲ့စေတီတွေကို သွားပြီးတော့စေမီလေးတစ်ခွဲသွန်လေးတစ်ပွဲတည်တီလေးတစ်လုံးထဲမှာ လာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့ အဲ့ဒီဓာတ်တော်တွေသံတော်တွေအံ့တော်တွေဟာဒေသတည်းကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းငင်ရကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင် ေးဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်၊နတ်ပြည်၊ငကားပြည်၊ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံခရဒေသမဟာဘောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူပြာတိဟံကိုလည်းပြလိုက်မယ် ဆန္ဒကဆန္ဒနေရပြန်တက်သွားတော်ကသွားတော်နေရပြန်တက်အကုန်လုံးပြည့်တတ်တယ်သူခါတဲ့ဘယ်မှာမှမကြံနဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့ဒါသာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြည့်တတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေ ကုံလုံးသူကသူတကိုးနဲ့ပဲကောင်းဝင်ရန်ကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးပြန်ဒီဟာပြမယ်တဲ့စัจ java ဝလာတိုက်တောင်းမှရှိနေတဲ့နတ်ဒီမြမဒီကဗောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဗောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ်တိလောကောဝတ္တဘောနတ်တိလောကောဝတ္တဘောဘိုးအောင်ချင်းတို့ နတ္တိလောကလောကကြီးပြည့်စည်ပြီလောကကြီး အမောင်ဖုံးသွားပြီလို့နတ္တိမြမတိခံပိတ္တတိအဲ့ဒီဘောဓိပင်ကြီးအောက်မှာတော်ရန်ဒီကောင်းစွာမဲ့သွေကိုကြွေ၍နေကြလေကုန်ပြီတကားလူသားရေလို့အဲ့ဒီချိန်မှာဘုန်းတို့ပြည့်တတ်ရေတယောက်မှာ မရှိတော့ဘူး။နတ်ဒီမြမာတွေကြီးပဲစုယုံပြီးတော့ဗောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်ဒီမြမာတွေကတယောက်နဲ့တယောက်လက်တို့ပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်။အဲ့ဒီနေမိတာဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွတ်မယ်တဲ့ဗောဓိပင်ကြီးအောက်မှာ။ရောင်ကြီးတော်6ပါးလွန်ပြီးတော့ဘယ်ကိုသွားမတော့ဆိုလို့ရှိရင်အဲ့ဒီရုပ်ပါတော်ကြီးကကန္တာမာရဏတောင်ကိုကြွသွားမယ် ဘယ်တောင်ဝင်ကြသွားမလဲအေးဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီကျုပ်ပွားတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လीကန္နာမရဏတောင်ဝင်ကြသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာ ရုပ်ပွားတော်ကြီးကန္နာမရဏတောင်ဝင်ကြသွားပြီးလိုက်ကြသို့လိုက်ကြသို့စัจ java လာပေါင်းတိုင်တတောင်းကနတ်ဒီမြမာဒီဟံအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာဒီအလုံးဟာလိုက်သွားကြတာ ိုရောက်တော့ဒါနာမရဏတောင်းရောက်တော့မင်းစုတကနှစ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာဘေသတေယနတ်ဗြမာတွေကိုတရားဟောမယ်တဲ့ကတိတသိန်းကျွတန်းဝင်မယ်တဲ့ကတိဘလောက်တယ်လဲကတိတသိန်းကျွတန်းဝင်မယ်တဲ့ အဲ့ဒါကိုခွင်းလို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်။ပါပွဲတယ်လေ။အေးဖရာရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ကာဏဝရဏတောင်တော်ကြီးကို ပြန်သွားတာကာဏဝရဏတောင်မေဇုတကနဗ္ဗမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးကနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှ မပါဘူးတဲ့။ အဲအဲ့ဒီခိမ်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်ညမဖြစ်နေရင်လည်းကောင်းမယ်ဘာဖြစ်လို့တုံးဆိုတော့ဒီဖရာကိုစားနေမိတာရုပ်ပါတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာ क्वे ကံဒီကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားဘိရသရေအဲဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်တရားမလို့ဘုန်းကြီးတို့တရားချက်ခင်စေကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင် ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုနေရလေးကိုကြွေးထားတတ်မှတ်နေရယူကြပါဗါတယ်လေပရိသတ်ရေကိုနေရလေးကိုတတ်မှတ်ထားနော်ငါဘယ်သွားငါဘမသွားနေရမလဲငါနေရဘမလဲဒီဘဝကမနေလို့တည်းငါဘယ်ကိုသွားမလဲနတ်ဘီကိုရောက်သွားရင်တော့ဖြင့်နတ်သက်တန်းကတော့အလုံးရှည်တယ်ဗောပရိသတ်ရေဒါကြောင့်ဘုန်းကြီးတို့ဟောမှုပါတယ်တိရိယပပရထေရပါရံတရားတောင်းပီလာဆောတော်ကြီးအကြောင်းဟာတောင်းပီလာဆောတော်ကြီးတို့ဒါကြောင့် ဆိုရုပ်ကိုယ်ဆိုးဘဝကိုဆူတောင်းတာကိုတောင်းပီလာဆတော်ကြီးကငါမနေလို့သိရင်နဲ့အလွန်အလွန်တတန်းရှည်သောရုပ်ကိုယ်ဆိုးနှမင်းကြီးငါဖြစ်ချင်တယ်တတန်းရှည်တဲ့ရုပ်ကိုယ်ဆိုးနှမင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွား ဖန်ဆင်းတာကြီးဖူးတွေးရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမှာကလေးပေါင်းတသိန်းကျွတန်းဝင်ကြလိမ့်မယ်တရားပွဲလဲပြီးလဲပြီးရောဘေးသတ်တွေနေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှော်ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဋ္ဌလောင်တယ် မိတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ဘဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲပါပရိနိဗ္ဗာန်စံတဲ့ပွဲအေးအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေ့ ာသနာ၅မျိုး क्वे သွားပြီသာသနာဘယ်နှမျိုးပရိယတ်ဒီသာသနာ क्वे ပရိပတ်ဒီသာသနာ क्वे ပရိဝေဒသာသနာ क्वे လိင်္ဂသာသနာ क्वे ဓာတုသာသနာ क्वे လိင်္ဂသာသနာ क्वे တဲ့ကဘုန်းကြီးရဟန္တာကသာမဏေဆိုတာဘယ်လိုမှမဘူးတွေ့နိုင်တော့ဘူးအေးဒါကြောင့်မလို့ चित्त သာရိဗုဒ္ဓရာဘုရားရှင်ကိုရောမြတ်က चित्त သာရိဗုဒ္ဓရာသာသနာ၅မျိုးလုံး क्वे သွားပြီဆိုရင် လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြတာညွန်ပြဆုံးမမဲ့ပုံကိုယ်လေးလည်းမရှိတော့ဘူး။ဒါကြောင့်မို့လို့ခွေးတို့မာကန်တိုင်းကိုဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုးထိုးဘုံဘဝမတိရများလားအပြစ်တွေအဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်ဘုရားရှင် မပွင့်ဘောကလူတော်အမြတ်စိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြာလှအပြစ်တွေဘုရားရှင်တော် မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြာလာအပြစ်တွေအေးအဲ့ဒီတော့ကုသိုလ်မှာအာကုသိုလ်မှာမတိတော်ဘူးတဲ့ မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုဇယိုက်တရား၁၀ပါးလုံးထွန်းကားသွားပြီဒုဇယိုက်တရားဘယ်နှပါးအေးသူတတသူပစီကိုသူသားမယားသောကကာယကံ၃ပါး မုဒဝါဒပိတုနာဝါသပုဒဝါသသမ္မာပလာပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုင်းထွားမယ်စကားကြညာဒါနနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ၄ပါးဝစီကံမနှစ်ပါးကာယကံ၃ပါးဝစီကံ၄ပါးနောက်တကဘိသအဘိသပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ၃ပါးမနောကံမနှစ်ပါးအေးပေါင်းရင်၁၀ပါးဘိသတွေအဲ့ဒီဒုတိယတရား၁၀ပါးလုံးထွန်ကားပြီး ဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလဲလုံလာကြပါဘေးတတ်တွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုကြံရုပ်တွေကြံလာမယ်ဒေသအာယုဏပိပရိဟာယမာနနံဝန္နေနပိပရိဟာယမာနနံနဲ့စိတ်ကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲကိုယ်ကြမ်းမှာတော့ယုံလဲကြမ်းကုန်တော့တာပဲစိန်ရောကိုရောကြမ်းမှာတော့နှုတ်လဲကြမ်းလာကြတယ်တဲ့ အဲ့ဒီလိုရုပ်ကျန်းစိတ်ကျန်းကိုကျန်းဒီဘုန်းကြီးတို့ပြေးတာအဲ့ဒီခစ်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခစ်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကျန်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ကကြည်တယ်ရုပ်လည်းကျန်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာမျက်နှာထားကြီးတင်းပြီးတော့ခါမျက်ထောက်ကြီးနေပြီးတော့ရုပ်ကျန်းလာဘလို့ငကိုတဲကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့ပြီအဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါတဲ့ ရုပ်ကကျန်းသွားတာပဲဟိုခစ်ကောင်မပြောနဲ့အခုသာသနာမကုံသေးဘူးသာသနာမကွယ်သေးဘူးသာသနာ1950ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်သာဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကျန်းလာတဲ့အခါမှာရုပ်ကျန်းလာတယ်စိတ်ကျန်းရင်လည်းပါကျန်းလာလေရုပ်ပါကျန်းလာတာဘာသာကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကျန်းနေထူးໃຊမဲ့နဲ့မဲ့ဆွဲလာရမ်းလာနေဒီလိုတွေဖြစ်လာတာ ဒါကြောင့်မလို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်ဒေတံအာယုနာပိပရိဟာယမနံဝန္ဒီနာပိပရိဟာယမနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကျတော့အသက်တူပြီအဲ့တော့လူတွေရဲ့တတ်တန်းဟာဘုရားတို့ပြည့်တဲ့အဲ့ဘုန်းကြီးကြော်